င်္ဂလာပါအားလုံးပဲဒီနေ့ကျွန်တော်ကကုန်းလန်းကနေထိုင်းကိုသွားဖို့ဘက်စကားဂိတ်ကိုရောက်နေပါတယ်။ဘာရီဆက်ဖြစ်မလဲတော့မသိဘူး။ယင်နေတော့အရန်ခုန်နေပြီ။ We are lonely ကိုငါ no sell အမေရဲ့မျက်ရည်စက်တွေငါ no sell စစေးဂိတ်ကိုတော့ရောက်ပြီ။နည်းနည်းတော့စိတ်လှုပ်ရှားတယ်။အဆင်ပြေပါပါ။ ဘာမှမဖြစ်လို့တော်သေးတာပေါ့ကျွန်တော်ဥသွားတော့မယ်အခုမြဝတီတောင်တက်လမ်းကိုရောက်နေပြီဗျဖုန်တွေကတော့တော်တော်ဆိုးတယ်ဒီလမ်းကဖုန်တွေအများကြီးတယ်ဒါပေမဲ့ခကြီးကအရန်စိတ်လှုပ်ရှားဖို့ကောင်းတယ် ောက်ထပ်2နာရီလောက်ဆိုထိုင်းမြန်မာနယ်စပ်ကိုရောက်တော့မယ်ပြောတယ်။ပင်မန်းနယ်ပြို့ထိုင်းမြန်မာနယ်စပ်ကတနားအောင်တော့ရောက်ပြီ။ passport မပါလို့ဒီကနေတော့ဖြတ်လို့မရဘူး။ဟိုအောက်ကချောင်းကိုဖြတ်သွားရမယ်လို့တော့ပြောတယ်ဗျမိတ်ဆွေတို့အခုကျွန်တော်တို့ဟိုဘက်ကန်းကိုကူးနေပြီဗျ ကြောက်တော့ကြောက်တယ်ထိုင်းဖက်ချမ်းကိုတော့ရောက်လာပြီဗျဒီကနေတော်လန်အတိုင်းလမ်းလျှောက်အောင်မယ်တော့ပြောနေကြတယ်ဒီမမြင်အောင်အမြန်သွားရမယ်ဗျလာကြုံမဲ့ကားဆောက်နေပြီနောက်မှတွေ့မယ်ပြုတ်အခုကားတစ်စီးပေါ်တော့ရောက်နေပြီ။လူတွေကအရန်ကြက်တယ်ဗျာ။ပူလဲပူတယ်။ နောက်ဆုံးတော့ထိုင်းကိုရောက်ပြီတကယ်ပင်ပန်းတယ်အခုနားတော့မယ်အားလုံးပဲနောက်မှတွေ့မယ်အားလုံးပဲဒီနေ့ကတော့အလုတ်လောက်ရမယ်နေပဲပိုက်ဆံရှာရမယ်မကြခင်အိမ်ပြန်ဖို့ဖို့အရန်မျောလင့်နေပြီသွားပြီနော်အမေရေနိုင်ငံသားကိုရောက်နေတဲ့သားတွေကိုပြောစရာရှိလားကိုရှာကိုတုံးပြီးစော့ကြီးပဲအမ်းမနေနဲ့အိမ်မှာငတ်နေပြီ ကိုရေမြန်မာနိုင်ငံမှာရှိတဲ့အမေကိုမှာကျင်တာရှိလားအမေ300ရှိတာ300တော့ဒီလား OD တွေဆင်းရတယ်လာကုန်တာနဲ့ပိုက်ဆံပို့ပေးမယ်နော်ဒီမှာအလောက်ကအဆင်မပြေဘူးဗျာလစာလည်းမရှင်းပေးသေးဘူးအမေကပိုက်ဆံမေးနေပြီဘယ်လိုလုပ်ရမလဲ